ားလုံးပဲမင်္ဂလာပါဆီယမားကတော့ grade 8တင်ချာသင်ယူသစ်ကိုတင်ချာပြီးမယ်ဆီယမားဒေါ်မီဖြူစင်ပဲဖြစ်ပါတယ်ဒီနေ့ဆီယမားတို့အတူတူလေ့လာကြမယ့်အကောင်းဆုံးလေးကတော့အခန်းရှိမတီကိန်းနှလုံးပါတပြိုင်နက်တစ်ထက်ညီများချင်းများဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်တယ်เนาะ ဲ့ထဲကမှပထမဆုံးအနေနဲ့ဒီမတီခင်နှလုံးပါတပြိုင်နဲ့တစ်ထက်ညီမြချင်းတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုလေ့လာမှာဖြစ်တယ်။အဲ့တော့ဒီသင်ခန်းစာကိုလေ့လာပြီးသွားတာနဲ့တအားတို့သမီးတို့ဟာမတီခင်နှလုံးပါတပြိုင်နဲ့တစ်ထက်ညီမြချင်းတွေကိုဖြေရှင်းတတ်လာမှာဖြစ်တယ်။ဒါဆိုရင်လေ့လာကြည့်ရအောင်။ အဲ့တော့ဒီမှာမတိကိနှလုံးပါတစ်ထက်ညီမြချင်းများဆိုတာကဘလို့ပုံစံမျိုးလေးပေါ့နော်အဲ့တော့သူဆိုလိုကလေးကကြည့်လိုက်ရင်မတိတဲ့ကိန်းဟာနှလုံးပါရမယ်အဲ့ကြောင့်ဒီမှာကြည့်လိုက်လို့ရှိရင် x wine ဆိုတဲ့မတိကိန်းနှလုံးပါတယ်ပေါ့နော်အဲ့တော့တပြိုင်နဲ့တစ်ထက်ညီမြချင်းများအဲ့တော့ဒီမှာတစ်ထက်ရှိတဲ့တပြိုင်နဲ့တစ်ထက်ညီမြချင်းတွေကိုတွေ့ရလိမ့်မယ်သူကို English လို့ဆိုလို့ရှိရင်เนาะ simultaneous linear equation လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့သူတို့ကိုဖြည့်ရှင်းတဲ့အခါမှာဘယ်လိုသဘောတရားတွေရှိလဲပေါ့အဲ့တော့ပုံစံတစ်ပုဒ်မှာဆိုပါစို့ဒီအောက်ကနှစ်ခုခဏမေးထားလိုက် x အနှုတ် y ဟာ2နဲ့ညီတယ် ဲ့လိုမျိုးနှလုံးပါနေပြီဆိုရင်ကိုကတန်းပြီးတော့အစ်စတန်ဘိုးကဘလောက်ပါလို့အဖြစ်ကိုကနန်းနဲ့တိတိကျကျတွက်လို့မရအောင်เนาะအဲကြောင့်မလို့ဒီမှာအခခံညီမချင်းတစ်ခုမှမတိကိန်းနှလုံးပါခဲ့မယ်ဆိုလို့ရှိရင်ညီမချင်းကသူ့တစ်ခုတည်းနဲ့တန်ဘိုးတွေကို ဖြည့်ရှင်းလို့မရဘူးအဲကြောင့်မလို့ညီမချင်းဟာဒီလိုမျိုးနှစ်ခုရှိနေမှာအစ်စီရတန်ဘိုးကဘလောက်ပါဝိုင်းရတန်ဘိုးကဘလောက်ပါဆိုပြီးတော့အဖြစ်ကိုတွက်လို့ရမှာဖြစ်တယ်အဲဒါလေးကိုသိဖို့လိုတယ်ပေါ့เนาะ ဟုတ်ပြီအဲ့တော့သူတို့ကိုဖြည့်ရှင်းမယ်ဆိုလို့ရှိရင်တွက်နီးတွေကအမျိုးမျိုးရှိတယ်အဲ့တော့ပထမဆုံးနီးကဘာလဲဆိုရင်ကိန်းချေနီးလို့ခေါ်တယ် elimination method ကိန်းကိုဖယ်ထုတ်ပစ်လိုက်တာပေါ့နော်ခြေပစ်လိုက်တယ်သူ့ကိုဖယ်ထုတ်ပစ်လိုက်တယ်ဆိုတော့နီးကိုတုံးပြီးတော့ရှာကြည့်မယ်အဲ့တော့ထုံးစံအတိုင်းပုံစံမှာဘယ်လိုရှိနေမှရမလဲဆိုလို့ရှိရင်အဲ့လိုမတိကိန်းနှလုံးပါတယ်တစ်ထက်ညီများချင်းကနှစ်ခုဒီလိုမျိုးနှစ်ခုပါနေမှရမယ် အဲ့တော့ဒီဥပမာမှာဆိုလို့ရှိရင် 3x 2y က12 7x 2y က8အဲဒီလိုမျိုးညီမျှချင်းနှစ်ခုဖြည့်ရှင်းမှရမယ်ပေါ့နော်အဲ့တော့အဲ့ညီမျှချင်းနှစ်ခုစလုံးမှာကြည့်လိုက်လို့ရှိရင် y ရဲ့ညှောက်ဖော်ခင်းကအတူတူဖြစ်နေတယ်လက္ခဏာကလည်းဒီအပေါင်းနဲ့အနှုတ်နဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် x ကို x ရဲ့တန်ဖိုးကိုရှာလို့ရသွားပြီဒါဆိုဘယ်လိုမျိုးလဲပေါ့ 3x 2y ဒီ12သူ့ကိုညီမျှချင်း1 ။နောက်တစ်ခုက 7x 2y 8တို့ညီများချင်း2ပေါ့နော်။အဲ့လိုရှင်းလိုက်တဲ့အခါမှာသူတို့နှစ်ခုပေါင်းလိုက်လို့ရတယ်။ ဒီ equation နှစ်ခုကို ပေါင်းလိုက်တယ်ဆိုလို့ရှိရင် 2y အပေါင်း 2y နဲ့အနှုတ် 2y နဲ့ဟာ0ဖြစ်သွားမယ်ခြေလို့ရတယ်ဗောလေဂိမ်းခြေနီးဖြစ်သွားတယ်ဗောအဲ့တော့သူတို့ဒီ0ဖြစ်သွားပြီးတော့ 3x နဲ့ 7x က 10x ဖြစ်သွားမယ်ဒီဘက်က ပေါင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့20ဗောအဲ့ကြောင့်ဒီလိုမျိုး 10x equal 20လို့ဖြစ်လာတာဟာညီမျှချင်းနှစ်ခုကိုပေါင်းခြင်းအပြင်ရလာတာဗောဒါဆိုရင် x ကိုလို့ချင်းနှစ်ဘက်စလုံးကို30နဲ့မြှောက်လိုက်တဲ့အခါမှာ သို့မဟုတ်ရင် x မှာရှိနေတဲ့မျှော်ပေါ်ကိန်း30ကိုဟိုဘက်ကိုသွားဆလိုက်တဲ့အခါမှာ x ဆိုတာဟာ2ဆိုတဲ့အဖြေကိုထွက်လာတယ်ပေါ့နော်။ဒါဆိုရင် x ကိုတွက်လို့ရပြီဆိုလို့ရှိရင် y ကိုကြိုက်တဲ့ equation မှာအစားသုံးပြီးတော့ကြိုက်တဲ့ညီမျှချင်းမှာအစားသုံးပြီးတော့ရှာလို့ရပြီ။အဲဒါကြောင့်မလို့ဒီမှာ y တန်ဖို့ရှာဖို့အတွက်ဆိုလို့ရှိရင်ညီမျှချင်း1သို့မဟုတ်ညီမျှချင်း2မှာ x ညီမျှချင်း2ကိုအစားသွင်းပြီးတော့ရှာမယ်။ဒါဆိုဘယ်လိုမျိုးလဲ။ဥပမာအဖြစ် equation 1ပေါ့နော်။ညီမျှချင်း1မှာ x equal 2ကိုအစားသွင်းမယ်ဆိုရင်ညီမျှချင်း1ဒီ 3x 2y 12မလားအဲ့တော့ဒီ x နေရာမှာ2ဆိုတဲ့တန်ဖိုးလေးကိုဒီမှာအစားသွင်းလိုက်သွင်းလိုက်လို့ရှိရင်6 2y 12 2y ကိုလိုချင်6ကိုဟိုဘက်ကိုသွားနှုတ်လိုက်မယ်ဆိုရင်6တက်မယ် y ကိုလိုချင်တယ်ဆိုတော့ဒီမှာ y ကိုနှစ်နဲ့မြောက်ထားတယ်ဒီဘက်ဟိုဘက်ကိုရွှေ့မယ်ဆိုလို့ရှိရင်နှစ်နဲ့သွားစားရမယ်ပေါ့နော်အဲ့တော့6ကို2နဲ့စားတဲ့အခါမှာ3ရတယ် ဒါဆိုရင်ဘာတွေတွက်လို့ရလဲဆိုတော့ x တန်ဖိုးဒီ2 y တန်ဖိုးဒီ3ဆိုတဲ့အဖြေကိုရှာလို့ရသွားတယ်။အကယ်၍ပုံစံက 3x 2y 12ဆိုပြီးတော့ညီညာချင်းတစ်ခုပဲပေးထားမယ်ဆိုရင်အဲ့ဒီ x တန်ဖိုးရော y တန်ဖိုးရောကိုရှာလို့ရမှာမဟုတ်ဘူး။အဲဒါကြောင့်မလို့သူဒီညီညာချင်းအနည်းဆုံးနှစ်ခုတော့လိုတယ်ဆိုတာကိုသိရမယ်ပေါ့နော်။ဒါကကိန်းချေနီးဟုတ်ပြီ။အဲ့တော့သူ့ကိုပြန်ပြီးတော့ချိန်ကိုက်မယ်။ဒိုးအတွက်တဲ့ x တန်ဖိုး နဲ့ဝိုင်တန်ဘိုးဟာတကယ်ပဲမှန်ရဲ့လားဆိုတာကိုညီမချင်းတွေမှာပြန်ပြီးတော့ချိန်ကိုက်လို့ရတယ်။ဥပမာဆိုလို့ရှိရင်ဒီမှာ 3x 2y ဆိုတော့ဆန္ဒက x က2ရခဲ့တယ်။အဲ့တော့ x နေရာမှာသူက2ကိုအစားသွင်းမယ်။ y က3ရခဲ့တယ်ဆိုတော့ y နေရာမှာ3ကိုအစားသွင်းမယ်။အဲ့တော့တွက်လိုက်တဲ့အခါမှာ6 6 12အဲ့တော့ 3x 2y 12ဆိုတဲ့အဖြေကိုပြန်ရတယ်။ ။အော်ဒီမှာ3 2 1 = 12။အော်ဒါဆိုရင်ကိုက်ညီရဲ့။ဒါဆိုညီမချင်းနှစ်မှာဆိုရင်ရောနှစ်မှာလည်းပဲဒီမှာ x က2 y က3ကိုအစားသွင်းကြည့်ရအောင်။အဲ့တော့ဒီမှာ x နေရာမှာ2 y နေရာမှာ3ကိုအစားသွင်းလိုက်တော့14နဲ့က6ကိုနှုတ်တော့8။အော်ဒါဆိုရင် 7x 2y ဒီ8နဲ့ညီရဲ့။ဆိုတော့မူရင်းတန်ဖိုးကိုပြန်ပြီးတော့ကိုက်ညီစေတယ်ပေါ့နော်ဒီတန်ဖိုးလေးကိုပြန်ပြီးတော့ကိုက်ညီစေတယ်ဒါကြောင့်မလို့ x equal to 2 y equal to 3ဒီညီမချင်းတက်နဲ့နှစ်ကိုတပြိုင်နက် ပြည့်လေစေတဲ့အဖြစ်ဆိုလိုချင်တာကဒီ x တန်ဖိုး y တန်ဖိုးရတဲ့အဖြစ်ဟာညီမချင်းတက်အတွက်ကောညီမချင်းနှစ်အတွက်ကောတခါတည်းပြည့်လေစေနေပေါ့နော်ဒါကြောင့်မျိုးတပြိုင်နက်ညီမချင်းဆိုပြီးတော့ပြောကြတာပေါ့လေ ဟုတ်ပြီဒါဆိုရင်ဒီပုံစံကြတော့ရောဒီပုံစံမှာဆိုလို့ရှင် 5x 2y 5 5x 2y 20ကိုရှင်းမယ်ဆိုပါစို့ဒါဆိုလို့ရှင်ကိန်းခြေနည်းကိုသုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုဟာပျောက်သွားမှရမယ် x တော့မဟုတ် y ကိုခြေလိုက်မှရမယ်ဖဲထုတ်လိုက်မှရမယ်အဲ့တော့ဒီမှာဆိုလို့ရှင် 5x 5x 2နည်းရဲ့အတွက်သူ့ကိုဖဲထုတ်လို့ရတယ်သို့သောနှစ်ခုစလုံးကအပေါင်းဖြစ်နေတော့ x ပျောက်ဖို့အတွက်ဆိုလို့ရှင်တခုဟာအနှုတ်ဖြစ်မှရမယ်ဒါဆိုရင်ဒီတစ်ခါကျတော့ညီမကြီးနှစ်ခုကို ညီမကြီးနှစ်ခုကိုနှုတ်မှရမယ်အဲဒါကြောင့်မလို့ညီမကြီးနှစ်ခုစလုံးမှာအိတ်ဆေးမြောက်ပေါ်ကင်က5ဖြစ်တဲ့အတွက်ကြောင့်မလို့တနေ့နှစ်ကိုချဲလို့ကနှုတ်ပြီးတော့တွက်လိုက်လို့ရှင်ရတယ်ပေါ့နော်ဒါဆိုရင်နှုတ်မယ်ဆိုရင်ဘာတွေဖြစ်သွားမလဲဆိုတော့ဒီတန်ဖိုးကအနှုတ်အနှုတ်အနှုတ်တွေပြောင်းလာမယ်โอเคအဲ့တော့ဒီမှာဘာတွေဖြစ်သွားမလဲဆိုလို့ရှင်နှုတ်မှာဖြစ်တဲ့အတွက်အနှုတ်အနှုတ်အနှုတ်အဲ့လိုလေးဖြစ်သွားမယ် ဲ့ခါကျတော့ဒီမှာအပေါင်း 5x နဲ့အနှုတ် 5x နဲ့ဒီ0ဖြစ်သွားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အနှုတ်2ဝိုင်းနဲ့အနှုတ်ဝိုင်းနဲ့ဆိုတော့အနှုတ်3ဝိုင်းရမယ်မြောက်ဖော်ကိန်းတွေကိုရှင်းပါဦးအဲ့တော့ဒီမှာအနှုတ်20နဲ့အပေါင်း5ဆိုတော့နှုတ်ဝိုင်းမှာ ဖြစ်တယ်အနှုတ်ကကြည့်တော့အနှုတ်15အဲ့ဆိုလို့ရှိရင် wine ဒီ5နဲ့5ဆိုတဲ့တန်ဖိုးကိုရလာတာဖြစ်တယ်။ဒါကကြတော့ညီမကြီးနှစ်ခုကိုနှုတ်ကြည့်လို့ရလာတဲ့အဖြစ်ပေါ့နော်။ဒါဆိုရင် y တန်ဖိုး5ရလို့ရှိရင် x မှာ အဲ့စီရဲ့တန်ဖိုးကိုပြန်ပြီးတော့ညီမြချင်းတစ်သူမဟုတ်နှစ်မှာပြန်ပြီးတော့အစားသွင်းပြီးတော့တွက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာသူကညီမြချင်းနှစ်မှာတန်ဖိုးအစားသွင်းလိုက်တယ်ဆိုတော့ဒီမှာ 5x+ ဒီမှာ y ညမှာ5ကိုသွင်းလိုက်တယ်ဆိုတော့20အဲဆို 5x ကိုလိုချင်5ကိုဟိုဘက်ကိုသွားနှုတ်မယ်ဆိုတော့15 x ဒီ3တန်ဖိုးရတယ် ဒါကြောင့်မလို့ x က3 y က5အဲ့ဒါကိုရှေ့ကဥပမာအတိုင်းပဲဒီညီမချင်းနှစ်ခုစလုံးအတွက်မှန်လားဆိုတာကိုအစားအသွင်း x နေရာ y နေရာတွေမှာအစားအသွင်းလိုက်တယ်ဆိုလို့ရှိရင်ဒီ equation နေညီရယ်ပေါ့နော်ညီမြညီတယ်မှန်တယ်ဒါကြောင့်မလို့ x equal to 3 y equal to 5ဒီပုံစံကပေးထားတဲ့ညီမျှချင်းနှစ်ခုစလုံးအတွက်ပြည့်လည်စေတဲ့အဖြေကိုရတာဖြစ်တယ်။ဟုတ်ပြီ။ ဒါဆိုပုံစံတွက်ကလေးကိုကြည့်အောင်ဒီမှာဆိုရင် 4x - 5y x - 5y ဒါဆိုရင်ဘယ်ဟာကိုရှင်းလို့ရမလဲမြဖို့ကိန်း2တဲ့ဟာတွေကိုရှင်းလို့ရတယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ဒီ 5y နဲ့ 5y နဲ့မြဖို့ကိန်း2တယ်ဒါဆိုလို့ရှိရင်သူတို့ကိုရှင်းလို့ရတယ်သို့တော့လက္ခဏာက2နေတဲ့အတွက်ကြောင့်မလို့အကယ်၍ပေါင်းတဲ့နီးပေါ့နော်ညီမချင်းနှစ်ခုကိုပေါင်းပါလားနှုတ်ပါလားဆိုတော့စဉ်းစားမယ်ပေါင်းတဲ့နီးကိုသုံးမယ်ဆိုရင်ဒီမှာအနှုတ် 10y လို့ဖြစ်သွားတယ် ါဆိုရင်ပု္ပ္ပာကဝိုင်းရပြောက်မသွားဘူးတခုခုပြောက်သွားမှရမှာဖြစ်တဲ့ကြောင့်မလို့ဒီဟာဒီညီမကြီးနှစ်ခုနှုတ်ချင်းနဲ့တော့မှရမယ်အဲဒါကြောင့်မလို့သူကနှုတ်ချင်းနဲ့သွားမယ်ဆိုလို့ရှိရင်သူကအနှုတ်ဒီအနှုတ်ကကြတော့အပေါင်းဖြစ်သွားမယ်သူကအနှုတ်ဖြစ်သွားမယ်အဲ့လိုနဲ့တွက်တာပေါ့နော်အဲဆိုရင် 4x တရား x ကိုနှုတ်တော့ 3x သူကကြတော့ဒါဂိမ်းချေကြီးအရာအနှုတ် 5y နဲ့ plus 5y နဲ့ကကြေသွားမယ်0ရရတယ်ပေါ့နော်ဒါဆိုရင်79ရဲ့8ကိုနှုတ်တော့9ဒါဆိုရင် h တန်ဖိုးဒီ3ဆိုတဲ့တန်ဖိုးရမယ် ဲ့ဒီရလာတဲ့3ကိုညီမချင်းတစ်ဖြစ်ဖြစ်နှစ်မှာဖြစ်ဖြစ်တွင်းလို့ရတယ်ပေါ့နော်တွင်းပြီးတော့ x နေရာမှာ3ကိုဝင်ဆိုပြီးတော့ x 5y 8ဆိုတော့ x နေရာမှာ3ကိုတွင်းပြီးတော့တွက်လိုက်မယ်ဆိုရှင် y တန်မှုထွက်လာမှာဖြစ်တယ် အဲ့တော့ x 3 y 1ဒါဆိုဒီအဖြေဟာဒီညီမချင်းနှစ်ခုစလုံးအတွက်ပြည်လေချင်းရှိမရှိသိချင်လို့ရှိရင်တို့နှစ်ခုစလုံးမှာအစားအသွင်းကြည့်လိုက်ပါတော့။ x နေရာမှာ x တန်ဖိုးကိုအတွင်း y နေရာမှာ y တန်ဖိုးကိုအစားအသွင်းပြီးတော့တွက်ကြည့်လိုက်မယ်ဆိုရင်ဒီညီမချင်းနှစ်ခုစလုံးကိုတပြိုင်နက်ပြည်လေစီမှာဖြစ်တယ်။ဆိုဒီတစ်ခါဥပမာ၃လေးကိုကြည့်အောင်ပါနော်။ဒီဥပမာ၃မှာဆိုလို့ရှိရင်သူက 7x 4y 2 3a plus 2y equal to 12ဒါဆိုရင်နှစ်ခုစလုံးမှာမြတ်ဖို့ကိန်းက2မနေတဲ့အတွက်ကိန်းချေနီကိုသုံးတဲ့အခါမှာဆက်စားခြင်းမြတ်ဖို့ကိန်းမတူလို့ရှိရင်သွားကိန်းရခြေလို့မရအောင်ဖြစ်နေတာပေါ့နော်အဲ့တော့အရင်ဆုံးမြတ်ဖို့ကိန်းတူအောင် x ကိုဖြစ်ပြီး y ကိုဖြစ်ပြီးညှိလိုက်လို့ရတယ် ဒီမှာဆိုရင်တော့ဝိုင်းကိုညှိလိုက်ပို့လွယ်တယ်ပေါ့နော်။ဝိုင်းဆိုလို့ရှိရင်ဒီမှာသူ့ကိုနှစ်နဲ့မြှောက်လိုက်လို့ရှိရင်4ဝိုင်းရပြီဆိုရင်မြှောက်ဖို့ဂိမ်းတူသွားပြီ။ဒါကြောင့်မလို့ဒီမှာညီမချင်း1ညီမချင်း2ကိုတော့သူကနှစ်နဲ့မြှောက်လိုက်မယ်ပေါ့နော်။နှစ်ဖက်စလုံးကိုနှစ်နဲ့မြှောက်လိုက်မယ်ဆိုရှင်ဒီမှာသူ့ကို2နဲ့မြှောက်ရင်6 8 4y 24ဒါနှစ်ဖက်စလုံးကိုနှစ်နဲ့မြှောက်လိုက်တယ်။ဒါဆိုရင် ဒီမှာလက္ခဏာဟာအနှုတ်နဲ့အပေါင်းဆိုတော့ဒါတန်းပြီးတော့ဂိမ်းခြေလိုက်လို့ရတယ်။ဒါဆိုရင်ညီမချင်းနှစ်ခုကိုပေါင်းချင်းဆိုတဲ့နည်းကိုသုံးလိုက်မယ်ပေါ့။နှုတ်เสียမလို့တော့ဘူး။ပေါင်းချင်းဆိုတဲ့နည်းကိုသုံးမယ်ဆိုတော့ဒီနှစ်ခုဒီခြေသွားမယ်။ 7x နဲ့ 6x နဲ့ပေါင်းတော့ 13x သူက26။ဒါဆိုရင် x equal to 2ဆိုတဲ့အဖြေကိုရမှာဖြစ်တယ်။အဲ့ဒီရလာတဲ့ x တန်ဖိုးကိုကြိုက်တဲ့ညီမချင်းမှာအစားသွင်းလိုက်လို့ရှိရင်ကြံတဲ့ y တန်ဖိုးကိုထွက်လာမှာဖြစ်တယ်။ အဲကြောင့်ဒီမှာသူကတော့ညီမချင်းနှစ်မှာကနန်းနေတဲ့နေရာမှာစားသွင်းတယ်ပေါ့ပို့ပြီးတော့တွေ့ရတာလွန်အောင်လို့ပေါ့လေအဲ့တော့ 3x နေရာမှာ2ဝင်သွားမယ်မှာ +2y=12 အဲ့တော့အဆင့်ဆင့်ရှင်းလိုက်တဲ့အခါမှာ y တန်ဖိုးဒီ3ရတယ်ဒါဆိုရင်ရတဲ့အဖြေတွေက x တန်ဖိုးက2 y တန်ဖိုးက3 ဒါဆိုဒီအဖြစ်နှစ်ခုဟာဒီညီမကြီးနှစ်ခုစလုံးအတွက်တပြိုင်နက်မှန်မှန်ကိုသိကြည့်ရင်အစားသွင်းကြည့်လိုက်အဲဆိုရင်ပထမညီမကြီးအတွက်ဆိုလို့ရှိရင် x နဲ့ y ကိုအစားသွင်းလိုက်တဲ့အခါမှာ2ရမယ်ဒုတိယညီမကြီးအတွက် x နဲ့ y တန်ဖိုးကိုအစားသွင်းတဲ့အခါမှာ12ရမယ်အဲဒါဆိုရင်ညီမကြီးနှစ်ခုစလုံးကိုဒီအဖြစ်ကပြည့်လေစီတာဖြစ်တယ်ဟုတ်ပြီဥပမာလေးကြတော့ရော ဥပမာလေးမှာဆိုရင်လည်းဒီမှာမတူပြန်ဘူး 4a9y6a7y x မှာရော y မှာရောမတူဘူးပေါ့နော်အဲ့တော့ကိန်းခြေကြီးကိုသုံးမယ်ဆိုလို့ရှိရင်အဲ့ x ဖြစ်ဖြစ် y ဖြစ်ဖြစ်သူတို့ရဲ့မြောက်ဖော်ကင်းကိုတူအောင်လုပ်ရမှာဖြစ်တယ်။အဲ့တော့ဒီမှာညီမကြီးတက်နေနှစ်ပေါ့နော်။အဲ့တော့သူတို့ကိုတူအောင်ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့သူက x ကိုညှိမှာပေါ့နော်။ x မှာရှိတဲ့4နဲ့6အတွက် ဘဲဟာကိုဘလောက်ကနန်းကိုတူအောင်ညှိရမလဲဆိုတာသိကျင်လို့ရှိရင်ရှေ့မှာပြောသလိုမျိုး အငယ်ဆုံးပုံစံတူဂိန်းညူတော့မီစဉ်းစားလဲရတယ် for ဆိုလို့ရှိရင်ဒါက2 into 2ပေါ့ဒါပဲရမယ်6ကကြတော့2 into 3အဲ့တော့တူတာကိုတစ်ကြိမ်ရေးမယ်မတူတာတွေကိုလည်းရေးမယ်ဆိုတော့2 or 3ရောရေးမယ်2 into 3 အဲဆိုရင်နှစ်နှစ်ဒီလေးလေးသုံးဒီဆက်နှစ်အဲ့တော့သူတို့နှစ်ခုစလုံးအတွက်တူအောင်ဆိုလို့ရှိရင်ဆက်နှစ်ဖြစ်အောင်လုပ်မှရမယ်ဆိုတဲ့အဖြစ်ကိုသိရတယ်ပေါ့နော်အဲ့တော့ဆက်နှစ်ဖြစ်ဖို့အတွက်ကညီမကြီးတစ်ကိုကြတော့၃နဲ့မြှောက်ရမယ်ညီမချင်းနှစ်ကိုကြတော့နှစ်နဲ့မြှောက်ရမယ်ဆိုတဲ့ဒီမှာညီမချင်းတညီမချင်းနှစ်ကို၃နဲ့နှစ်တင်နဲ့မြှောက်မယ်ဆိုတဲ့တန်မိုးထွက်လာတာအဲ့ဒီအတွက်စဉ်းစားနေ ਈ ကိုဒီချေကဒီမှာပြောပြလိုက်တယ်ဖြစ်တယ်အဲ့လိုအလားတူပုံစံကြီးကြရင်လည်းဒီလိုစဉ်းစားပါဘောနော် အဲကြောင့်မို့ဒီမှာညီမချင်းတစ်ကိုသုံးနဲ့မြှောက်မယ်ဆိုရင်နှစ်ဖက်စလုံးကိုသုံးနဲ့မြှောက်ရမယ် 12x 27y ဒီမှာဆိုလို့ရှိရင်6ဖြစ်သွားမယ် 12x 27y 6ညီမချင်းနှစ်ကိုကြတော့12ရဖို့အတွက်နှစ်နဲ့မြှောက်မယ်ဆိုတော့ဒီမှာ 12x 14y 32အဲဒီအဖြေကိုရမယ်အဲဆိုလို့ရှိရင်တို့ကဒီမှာ x နှစ်ခုတူသွားပြီအဲ့တော့ ညီမချင်းတစ်ခုစလုံးကိုပေါင်းချင်းနီးကိုသုံးမလားနှုတ်ချင်းနီးကိုသုံးမလားဆိုတာဒီအိတ်တူသွားတဲ့နေရာကိုကြည့်မယ်နှစ်ခုစလုံးကအပေါင်းဖြစ်နေရဆိုတော့ကြေသွားဖို့ဟာတစ်ခုကအနှုတ်ဖြစ်မှရမယ်ပေါ့နော်ဒါဆိုရင်တို့ကဘာလုပ်ရမလဲညီမချင်းတစ်ခုကိုနှုတ်ချင်းဆိုတဲ့ပုံစံနဲ့သွားမယ်အဲ့တော့အနှုတ်အပေါင်းအနှုတ်ဒီ တွက်လိုက်တဲ့အခါမှာအဲဒါသည်ကျေသွားပြီ0ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်လက္ခဏာကအနှုတ်နဲ့အပေါင်းဆိုတော့မတူတော့နှုတ်မယ်အနှုတ်ကကြီးရေဆိုတော့အနှုတ်73ဝိုင်သည်ဒီဘက်ကအနှုတ်26နဲ့ညီတယ်ဒါဆိုဝိုင်တန်ဖို့ဟာ2ဆိုတဲ့အဖြေကိုရအဲ့တော့ရလာတဲ့ဝိုင်တန်ဖို့2ကိုကြိုက်တဲ့ equation မှာအစားအသွင်းဘာတန်ဖို့ထွက်လာမလဲဆိုတော့ x တန်ဖို့ထွက်လာမှာဖြစ်တယ်ဒါဟာမတီးခင် နှလုံးပါတဲ့ညီမြချင်းတွေကိုဖြည့်ရှင်းပြီးတော့အဲ့ဒီမတိကိန်းကြီးရဲ့တန်ဖိုးကိုကိန်းချေနီကိုသုံးပြီးတော့တွက်သွားတာဖြစ်တယ်เนาะ ဟုတ်ပြီဒီမှာဥပမာငါးကိုဆက်ပြီးကြည့်လိုက်အောင်เนาะဥပမာငါးဆိုလို့ရှိရင် तू ကဘာဖြစ်နေပြီလဲဆိုတော့ decimals ဒသမကိန်းလေးတွေနဲ့တွေ့ရတယ်ပေါ့เนาะအဲ့တော့ဒီလိုပုံစံမျိုးဖြည့်ရှင်းမယ်ဆိုလို့ရှိရင်ကိန်းအစားအသွင်းအတွက်နီးစွာရှိရယ်ပေါ့เนาะအဲ့လိုမျိုးထက်စားလို့ရှိရင်ဒီလိုမျိုးပုံစံတွေတွေ့ပြီဆိုရင်เนาะကိန်းချေနီကိုသုံးတင်တယ်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့เนาะကိန်းချေနီကိုသုံးတင်တယ်ဒါဆိုရင်ဘယ်လိုကိန်းချေမလဲကိန်းချေဖို့အတွက်ကမြောက်ဖော်ကိန်းတွေတူအောင်ညှိမှရမှာ哦အဲ့တော့ဒီမှာဒီနှစ်ခုကိုကြည့်လိုက်တယ်ဆိုလို့ရှိရင် B ကိုတူအောင်ညှိနိုင်ဖို့အဆင်ပြေတယ်။ B ကို0.02ကနေပြီးတော့အပေါ်ကပုံစံအတိုင်း0.2ဆိုပြီးတော့ဖြစ်အောင်လို့တသမတနေရာရှိကိုရွှေ့ပေးရမယ်ပေါ့နော်အဲ့လိုရွှေ့ဖို့ဆိုလို့ရှိရင်ဒီချေတော့က30နဲ့မြောက်ရမှာပေါ့နော်အဲအကြောင်းမလို့ညီမချင်းနှစ်ရဲ့နှစ်ဖက်စလုံးကို30နဲ့မြောက်ပြီးတော့ညှိကြမယ် အဲ့တော့သူ့ကိုဒီမှာ30နဲ့မြှောက်လိုက်တယ်ဆိုရင် 3.9a က39ဖြစ်သွားမယ်။ဒီဟာက0.2ပြန်ဖြစ်သွားပြီ။ဒါကဒီဘက်ကဆိုလို့ရှိရင်0.2ဖြစ်သွားပြီ။တသမတနေရရွှေ့သွားမှာဖြစ်တယ်။အဲ့တော့ကြည့်ရအောင်မြောက်ဘော်ကိန်းတူသွားပြီဆိုတော့မြောက်ဘော်ကိန်းရှိရာလက္ခဏာတွေဟာအပေါင်းနဲ့အနှုတ်နဲ့ဆိုတော့သူဒီတန်းပြီးတော့ကိန်းချေလိုက်လို့ရတယ်ပေါ့နော်။ဒါဆိုရင် တန်းပြီးတော့ပေါင်းချင်းနီးကိုသုံးမယ်ပေါ့ညီမချင်းနှစ်ခုကိုပေါင်းချင်းနီးကိုသုံးမယ်ဆိုတော့ဒီနှစ်ခုကကြည်သွားမယ်39နဲ့6နဲ့ပေါင်းတဲ့အခါမှာ 45a ရမယ်သူက0.9အဲဒါဆို a ကိုလိုချင်လို့ရှိရင်0.9ကို45နဲ့စာအဲ့ဒီခါကျတော့ a ဒီ0.02ရတယ်ဒါဆိုလို့ရှိရင် a တန်မိုးကိုရလာတဲ့ a တန်မိုးကိုအပေါ်က equation တိုက်တဲ့နေရာမှာအစာသွင်းမယ်။သူကတော့ဒီမှာ equation 1မှာသွင်းနေပေါ့နော်။ equation 1မှာ A ဆိုတဲ့နေရာလေးမှာ0.02ကိုသွင်းလိုက်တယ်ဆိုလို့ရှိရင်ဒါကဒီနောက်ဆုံးမှာအဆင့်ဆင့်ရှင်းသွားရင် B ရဲ့တန်ဖိုးထွက်လာမှာဖြစ်တယ်ဒီလို decimals တွေတွေ့လို့ရှိရင်ကိန်းချင်းကြီးကိုသုံးတဲ့နေစွာလေးကိုသိရမယ်ပေါ့နော်ဟောပြီးဥပမာ6ကိုဆက်ကြည့်လိုက်အောင်ဟောဥပမာ6မှာဆိုရင်ဘာတွေပါလာလဲဆိုတော့အပိုင်းကိန်းတွေပါလာတယ်မြောက်ဖော်ကိန်းတွေဒါဆိုရင်အဲ့လိုညီမချင်းနှစ်ခုတော့ရှိတယ်အပိုင်းကိန်းတွေပါလာပြီဆိုရင်အရင်ဆုံးဘာလုပ်ဖို့လိုလဲဆိုတော့အဲ့ဒီအပိုင်းကိန်းတွေကို ကိန်းပြည့်ဖြစ်ပြောင်းပြီးတော့တွက်ရင်ပူပြီးတော့လွယ်ဒါဆိုရင်သူ့ကိုအပိုင်းကြီးကိုကိန်းပြည့်ဖြစ်သွားအောင်ဆိုရင်နှစ်ကလည်းပြောင်းမှရမယ်ရမယ် ခုနှစ်ကလည်းပျောက်သွားမှရမယ်။ဒါဆိုနှစ်ရောခုနှစ်ရောတပြိုင်နဲ့ပျောက်စီမယ်ခနဲ့ကိုခြေရိုးကရှာဖို့လိုတယ်ပေါ့နော်။ဒါဆိုရင်နှစ်ရောခုနှစ်ရောတပြိုင်နဲ့ထဲပျောက်စီမယ်ခနဲ့ကဘယ်လောက်ဖြစ်မလဲဆိုတာသိချင်လို့ရှိရင်ဘာလို့ပါလဲဆိုတော့အဲ့ဒီနှစ်နဲ့ခုနှစ်ရဲ့အငယ်ဆုံးပုံစံတိုးကင်းကိုရှာရတယ်။ဒါကရှေ့မှာလည်းအဲ့ဒီသဘောတရားတွေကလေ့လာခဲ့ပြီးပြီပေါ့နော်။ဒါဆိုလို့ရှိရင်အဲ့ဒီနှစ်နဲ့ခုနှစ်ရဲ့အငယ်ဆုံးပုံစံတိုးကင်းကဘယ်လောက်ဖြစ်မလဲ။ဆိုတော့သိချင်ရင်စာကွက်ကင်းခွဲကြည့်မယ်။နှစ်ကနှစ်တလီနှစ်ပဲရမယ်။ ခုနှစ်ဆိုရင်လည်းခုနှစ်တက်လီခုနှစ်ပဲရမယ်။အဲဆိုအငယ်ဆုံးဘုရားတုံးကင်းရဲ့သဘောတရားဟာတူတာဆိုရင်တစ်ချိန်ယူမယ်။မတူတဲ့ကဏ္ဍတွေကိုလည်းယူမယ်ဆိုတော့တစ်အမြောက်နှစ်အမြောက်ခုနှစ်။အဲ့တော့သူတို့နှစ်ခုစလုံးရဲ့အငယ်ဆုံးဘုရားတုံးကင်းဟာ14ဖြစ်တယ်။အဲ့တော့ဒီမှာအဲ14ဆိုတာကိုတည်သွားပြီအငယ်ဆုံးဘုရားတို့ကိန်း14ဆိုတာတည်သွားပြီဆိုရင်အဲ့ဒီ14နဲ့ညီမချင်းရဲ့ဟိုဘက်ဒီဘက်ကိုမြှောက်လိုက်ရမယ်ပေါ့နော် equation 2မှာအစားသွင်းပြီးတော့မြှောက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် a by ဒီမှာဆိုလို့ရှိရင် a by 2 plus 4b by 7 equal to 5ညီမကြီးရဲ့ဟိုဘက်ဒီဘက်မှာအငယ်ဆုံးပုံစံတိုးခင်းဖြစ်တဲ့14နဲ့ညောင်းမယ်အဲ့တော့ဒီဘက်က14 5 4 8 80ဒီဘက်က14ဒီသူနဲ့လည်းညောင်းရမယ်သူနဲ့လည်းညောင်းရမယ်ဟုတ်ပြီအဲ့တော့ရတဲ့အဖြေကိုတွက်ကြည့်အောင်14နဲ့တို့က a by 2နဲ့ မြောက်မယ်ဆိုလို့ရှိရင်နှစ်တလီနှစ်နှစ်ခွန်းတလီဆက်လေးအဲ့တော့သူက 7A ဟုတ်ပြီနောက်က14နဲ့ 4B by 7နဲ့မြောက်မယ်ဆိုလို့ရှိရင်ခုနှစ်တလီခုနှစ်ခုနှစ်နှစ်လီဆက်လေးဆိုတော့ plus 8B equal to 17ဆိုတဲ့ဟာကိုရတယ်ဒါဆိုရင်ဒါကညီမချင်းနှစ်ကို14နဲ့မြောက်လိုက်တာပေါ့နော်အဲ့14နဲ့မြောက်တော့ 7A plus 8B အဲ့တော့ ။ဝူရင်ပထမ equation မှာက 6a 6a - b = 5ဖြစ်နေတဲ့အတွက်မြောက်ဖော်ကိန်းတူအောင်ဆိုလို့ရှိရင်ဟောဒီညီမြချင်း1ကိုကြတော့ဒီမှာ8ကလေးနဲ့8ကလေးနဲ့8လေးနဲ့လိုက်လိုက်မြောက်လိုက်ရင်အဆင်ပြေတယ်ပေါ့နော်။ဒါကြောင့်မလို့ညီမြချင်း1ကိုကြတော့တို့က8နဲ့မြောက်မယ်ဆိုတဲ့အဖြစ်ကိုရတယ်။အဲကြောင့်မလို့ညီမြချင်းရဲ့ဟိုဘက်ဒီဘက်ကို8နဲ့မြောက်လိုက်တဲ့အခါမှာ6648 48a - 8b = 40ဆိုတဲ့အဖြစ်ကိုရတယ်။ ဒါဆိုသူတို့ကတော့ညီမကြီးဟော်ရီနှစ်ခုကိုပေါင်းချင်းနည်းနဲ့ဖြည့်ရှင်းမလားနှုတ်ချင်းနည်းနဲ့ဖြည့်ရှင်းမလဲဆိုတော့ဖြည့်ရှင်းမလားဆိုတော့ကြည့်ရမယ်ပေါ့နော်အဲ့တော့သူ့ကိုကြည့်လိုက်လို့ရှိရင်ဒီမှာအနှုတ်နဲ့အပေါင်းနဲ့ကပါပြီးသားဖြစ်တော့တန်းပြီးတော့ကိန်းချေလိုက်လို့ရတယ်။ဒါဆိုရင်ပေါင်းမယ်ဆိုတဲ့အဖြေပေါ့နော်။အဲ့ဒါညီမကြီးနှစ်ခုကိုပေါင်းမယ်ဆိုတော့သူတို့နှစ်ခုကကြည်သွားမယ်။48နဲ့7နဲ့ပေါင်းတော့ 55a 110 110ပေါ့နော်။ဒါဆိုရင် a တန်ဖို့လို့ချင်း55ကိုခိုးဘက်ကိုသွားဆက်လိုက်တော့2ဆိုတဲ့အဖြေကိုရတယ်။ အဲ့တော့မှရလာတဲ့အေးနှစ်ကိုကြိုက်တဲ့ညီမချင်းမှအစာသွင်းမယ်ဆိုလို့ရှိရင်ဘီတန်မှုထွက်လာမှာဖြစ်တယ် အဲ့တော့အစားအသွင်းအတွက်မဲ့ကိန်းချေမယ်ဒါကတော့ပုံစံကတော့အဆင့်ကတော့အတူတူပဲဒါပေမဲ့ဒီလိုမျိုးအပိုင်းကိန်းပါလာပြီဆိုရင်စဉ်းစားရမယ့်ပုံစံကဘာလဲဆိုတော့အဲ့ဒီအပိုင်းကိန်းကိုကိန်းပြည့်ဖြစ်အောင်ပြောင်းပြီးတော့တွက်ရမယ်အဲ့လိုကိန်းပြည့်ဖြစ်ဖို့အတွက်ကပိုင်းခြေတွေပျောက်သွားအောင်လုပ်ရမယ်ပိုင်းခြေတွေတပြိုင်တည်းပျောက်သွားဖို့အတွက်ကအဲ့ဒီပိုင်းခြေတွေရဲ့အငယ်ဆုံးပုံစံတိုးကိန်းကိုရှာရမယ်အဲ့ဒါမှအဲ့ဒီကိန်းနဲ့နှစ်ဖက်စလုံးကိုမျှရမယ်ဆိုတော့စဉ်းစားနေပါတော့အဲ့ဒါလေးကအရေးကြီးပါတယ် ုတ်ပြီဒါဆိုရင်ဆက်ကြည့်ရအောင်အဲဒီလိုမျိုးဖြစ်လာခဲ့ရင်ရောဒါကကြတော့ဒီမှာသူဆိုလို့ရှိရင်လည်းပဲ 5x 3y 9 2x 5y 16ဆိုတော့မြောက်ဖို့ကိန်းနှစ်ခုစလုံးကမညီဘူးရိုးရိုးဂိမ်းပြေဖြစ်တဲ့အတွက်ကြောင့်မလို့ x ကိုပဲ2အောင်ညှိညှိ y ကိုပဲ2အောင်ညှိညှိညှိလို့ရတယ်ပေါ့နော်ဒါဆိုရင်3နဲ့5ဆိုလို့ရှိရင် y ကိုညှိမယ်ဆိုပါစို့ ဝိုင်းကဒီမှာသူကအပေါင်းရောအနှုတ်ကိုဆိုတော့တန်းချီလိုက်လို့ရတာ ਉਹ ဘယ်ဟာဖြစ်ဖြစ်မှန်နေပေါ့နော်အဲ့တော့ဝိုင်းကိုညှိမယ်ဆိုလို့ရှိရင်3နဲ့5ကိုတခါတည်းညှိသွားအောင်ဘယ်လိုညှိမလဲဆိုတော့3ဆိုလို့ရှိရင်3တလီ3 5ဆိုရင်5တလီ5အဲ့တော့တူတာကတစ်ချိန်ယူမယ်3နဲ့5ကိုလည်းယူမယ်ဆိုတော့ဘယ်လောက်ရလဲဆိုတော့15 15ဖြစ်အောင်ညှိရမှာအဲ့ဒါကြောင့်မလို့15ဖြစ်ဖို့အတွက်ဆိုလို့ရှိရင် equation 1ကိုဒီမှာ15ဖြစ်ဖို့ဆိုရင်သူ့ကို 9နဲ့မြောက်ရမယ်။မညီမြချင်းနှစ်ကကြတော့15ဖြစ်အောင်ဆိုလို့ရှိရင်3နဲ့မြောက်ရမယ်။ဒါကြောင့်မလို့ဒီမှာညီမြချင်း1ကို9နဲ့မြောက်မယ်။ညီမြချင်း2ကို3နဲ့မြောက်မယ်ဆိုတာဖြစ်လာတာ။အဲ့တော့9နဲ့မြောက်လို့ရှိရင်ဒီမှာ 25x 51 95လီ45ညီမြချင်း2ကို3နဲ့မြောက်မယ်ဆိုတော့3နဲ့လီ 6x 35လီ 95y 16 3 48ဆိုတာဖြစ်လာတယ်။လက္ခဏာကအပေါင်းနဲ့အနှုတ်ဖြစ်ပြီးသားမို့လို့သူကတန်းချီလိုက်လို့ရတယ်။ဒါကြောင့်ညီများချင်းနှစ်ခုပေါင်းချင်းဆိုတဲ့နည်းကိုသုံးမယ်။ဒါကြောင့်25နဲ့6နဲ့ပေါင်းလို့ရှိရင် 38x 93အဲ့တော့ x 3ဒါရပြီဆိုလို့ရှိရင်ကြိုက်တဲ့ညီများချင်းမှာအစားအသွင်းဝိုင်တန်မိုးထွက်လာပြီ။ဒါဆိုရင် x တန်မိုးဝိုင်တန်မိုးကိုရှာလို့ရမယ်။နော်အဲ့ဒါကြောင့်မလို့နောက်ဆုံးရေဘူးရချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တို့က ကိန်းခြေနီကိုသုံးမယ်ဆိုလို့ရှိရင်ကိုခြေခြင်းနဲ့မတီကိန်းရဲ့မြောက်ပေါ်ကိန်းကိုတူအောင်လုပ်ရမယ်။ဥပမာအားဖြင့်ဆိုရင်ဒီမှာစောနာပု္ပ္ပာမှာဆိုလို့ရှိရင်ကိုခြေခြင်းနဲ့မတီကိန်းဟာ y ဖြစ်တယ်မလား။ why အဲ့ဆိုအဲ့ဒီ why ရဲ့မြောက်ပေါ်ကိန်းတွေကိုတူအောင်လုပ်မယ်ဆိုတော့3နဲ့5ကိုတူအောင်ဆိုလို့ရှိရင်15ဖြစ်အောင်လုပ်မယ်ပေါ့နော်ပြီးရင်အဲ့ဒီခြေလိုတဲ့မတိကိန်းနဲ့ဆိုင်တဲ့ မြောက်ဖော်ခင်းရဲ့လက္ခဏာပေါ်မူတည်ပြီးတော့အဲ့ဒီညီမချင်းကိုပေါင်းမလားနှုတ်မလားဆိုလိုချင်တာကအခုဒီမှာကိုကကိုချေချင်တာက why why ဟုတ်ပြီအဲ့ဒီ why မြောက်ဖော်ခင်းကိုတူအောင်လုံးလိုက်တယ်အဲ့ဒီတူအောင်လုံးလိုက်တဲ့နှစ်ခုရဲ့လက္ခဏာကိုကြည့်မယ်လက္ခဏာဟာအပေါင်းအနှုတ်ဆိုတော့တန်းပြီးတော့ခြေလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်းချင်းကြီးကိုသုံးမယ်အကယ်၍လက္ခဏာတွေကတူနေတယ်ဒီသူကလည်းအပေါင်း ဒီဟာကလည်းအနှုတ်မဟုတ်ပဲနဲ့အပေါင်းဖြစ်သွားတယ်ဆိုကြတော့ပေါင်းချင်းနီးကိုသုံးလို့မရတော့ဘူးအဲ့လိုကြရင်ကြတော့နှုတ်ချင်းနီးကိုသုံးရမယ်ဒါကအဲ့ဒါကြောင့်မလို့သူကဘာပြောသွားရလဲဆိုလို့ရှိရင်အဲ့ဒီမြောက်ဖော်ကင်းရဲ့လက္ခဏာပေါ်မူတည်ပြီးတော့မှကိုကပေါင်းချင်းသုံးမဟုတ်နှုတ်ချင်းကိုသုံးရမယ်ဆိုတော့ဆုံးဖြတ်ရမှာပေါ့နော်နောက်တစ်ဆင့်ကကြတော့အဲ့ဒီရလာတဲ့ မတိကိန်းတလုံးပါညံ့ခြင်းရဲ့မတိကိန်းတန်ဖိုးရှာယုံပဲပေါ့ဒါဆိုသူ့ကိုခြေလိုက်တယ်အဲ့ရနေပြီးတော့မတိကိန်း8တန်ဖိုးရမယ်ဒါနောက်တစ်ဆင့်နောက်တစ်ဆင့်ကကြတော့အဲ့ဒီမတိကိန်းကိုမူလညံ့ခြင်းတစ်ခုခုမှာအစားသွင်းလိုက်လို့ရတယ်ညံ့ခြင်းတက်မှာသွင်းမလားနှစ်မှာသွင်းမလားတက်မှာသွင်းမယ်ဆိုလို့ရှိရင်လည်းဒီ8တန်ဖိုးကိုတက်နေရမှာညံ့ခြင်းတက်ရဲ့8နေရာမှာအစားသွင်းလိုက်ရင်ဝိုင်တန်ဖိုးထွက်မယ်ဒါပဲအစင်း40ပဲရှိရပေါ့နော် ဟေးဒါဆိုရင်လေ့ကျင့်ခန်းရှိတဲ့သမားတစ်ဟာကိုဘလို့နီးတယ်နဲ့တွက်လို့ရမလဲပေါ့ဥပမာဒီမှာတစ်ဆိုလို့ရှိရင်ကိုဘယ်ကိန်းကိုခြေခြင်းလဲပေါ့ A ကိုခြေခြင်းလဲဆိုရင်ကြတော့အဲ့ဒီ A နှစ်ခုရဲ့မြောက်ဖော်ကိန်းတွေကိုညီအောင်ညှိရမယ် ဒီလိုခြေချင်နေဆိုရင်တော့စဉ်းစားစရာမလိုတော့ဘူးဒီမှာသူ့ရဲ့မြောက်ပေါ်ကင်ရ1သူ့ရဲ့မြောက်ပေါ်ကင်ရ1ဆိုတော့တန်းပြီးတော့အော်ဒါဆိုရင်မြောက်ပေါ်ကင်ကိုညှိစရာမလိုတော့ဘူးဆိုတော့သိရမယ်။အဲ့ဆိုလို့ရှိရင်ပေါင်းချင်းနီးကိုသုံးပါလားနှုတ်ချင်းနီးကိုသုံးပါလားဆိုတာကအဲ့သူတို့ရဲ့မြောက်ပေါ်ကင်ရဲ့လက္ခဏာကိုကြည့်ရမယ်။ဒီမှာဆိုရင်အနှုတ်နဲ့အပေါင်းဖြစ်ပြီးသားဆိုတော့ခြေတို့ကတန်းပြီးခြေလိုက်လို့ရတာဖြစ်တဲ့အတွက်ပေါင်းချင်းနီးကိုသုံးမယ်ဆိုပြီးတော့တွက်လို့ရတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဒီနံပါတ်2ဆိုလို့ရှိရင်တို့က y ကိုသုံးလို့ရတယ်။ အ3ဆိုလို့ရှိရင်ကြတော့ဒီမှာ 787x ဆိုတော့မြောက်ဖော်ခင်က x နေရာမှာသွားတူနေရဲဆိုတော့အဒီဒီဟာကိုဒီနှစ်ခုကိုစဉ်းစားလိုက်လို့ရတယ်ပေါ့နော်အဲ့မှာမှာပေါင်းချင်းနီးကိုသုံးမလားနှုတ်ချင်းနီးကိုသုံးမလားဆိုရင်ကြတော့သူကသူကလည်းအပေါင်းဖြစ်နေတယ်သူကလည်းအပေါင်းဖြစ်နေတယ်ဒါဆိုရင်ပေါင်းချင်းနီးကိုသုံးမယ်ဆိုရင် x ကကြည့်မှာမဟုတ်တော့ 14x ဖြစ်နေတာပေါ့အဲ့ခါကျရင်တို့ကဘာနီးကိုသုံးမလဲဆိုရင်နှုတ်ချင်းနီးကိုနှုတ်ချင်းနီးကိုသုံးလိုက်ပြီးရင် ဒီမှာ HDR ကြည်သွားတယ်မလားကြည်သွားရင်ဒီကနေ wide တန်မိုးထွက်လာလိမ့်မယ်ထွက်လာတဲ့ wide တန်မိုးကိုကြိုက်တဲ့နေရာမှာပြန်အစားသွင်းလို့ရတယ်ဒါရှိရဥပမာတွေမှာလည်းပြောခဲ့ပြီးဖြစ်တယ်ပေါ့နော်အဲဆိုလို့ရှိရင်ကြံတဲ့၄၅6အဲဒါတွေကမြောက်ပေါ်ကင်းနေတူပြီးသားတွေပေါ့နော်တွက်လို့ရမယ်အဲနောက်တစ်ခုကဒီဒီလို၉လိုမျိုးဟာမျိုးဆိုလို့ရှိရင်ကြတော့ကနန်းနေရာဒီဘက်ကိုရောက်နေတယ်မလား ဲ့လိုရောက်နေရဆိုလို့ရှိရင်ကြတော့ဟိုဘက်ကိုတစ်ဆင့်ရွှေ့ပြလိုက်လို့ရတယ်ပေါ့နော် 3a + -1 = -14 now 2a + 1 = -1 အဲ့လိုနေရွှေ့ပြလိုက်ရတယ်ပေါ့ဟုတ်ပြီဒါဆိုနံပါတ်10လိုမျိုးအတွက်ကြတော့ကိုကြိုက်တာကိုညှိလို့ရတယ် a ကိုညှိမလား y ကိုညှိမလားမြောက်ပေါ်ကိမှာစဉ်းစားလို့ရတယ်အကယ်၍ y ကိုညှိကျင်နေဆိုရင်ကြတော့ဒီအောက်ကညှိများခြင်းမှာ5နဲ့မြောက်ပြေးဖို့လိုတယ်တစ်ဖက်စလုံးကို5နဲ့မြောက်ပြေးဖို့လိုတယ် အဲဒါလေးကိုစဉ်းစားလိုက်ရပြီပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဒီလိုပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်နံပါတ်14ဆိုလို့ရှိရင် x ကိုညှိမလား y ကိုညှိမလားဒီမှာဆိုရင်ဟောဒီ y ရဲ့မြောက်ပေါ်ကိန်း2ကို2နဲ့မြောက်လိုက်ရင် 4y ကညှိသွားပြီလေအဲ့လိုစဉ်းစားရရတယ်အဲဒီမှာဆိုရင်လေဟောဒီ y ရဲ့မြောက်ပေါ်ကိန်းကို ရှစ်ဖြစ်အောင်၄နဲ့မြောက်နိုင်ရပြီအဲ့တော့ဒီညီမြချင်းကိုနှစ်ဖက်စလုံးကို၄နဲ့မြောက်ပြီးတော့ရှေ့ရဥပမာတွေတိုင်းတွက်မယ်ဆိုလို့ရှိရင်တွက်လို့ရပြီပေါ့နော်အော်နောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်ဒီလိုဟာမျိုးဆိုရင်ဘယ်လိုလုပ်မလဲပေါ့အဲ့ဆိုရင်ကိုက x ကိုညှိခြင်းလဲရတယ် y ကိုညှိခြင်းလဲရတယ် y ရဲ့မြောက်ပေါ်ကိုညှိခြင်းလဲရတယ်ဆိုပါစို့ကိုက x ကိုညှိမယ်လို့ဆုံးဖြတ်လိုက်တယ်ဆိုပါစို့ x ကိုညှိမယ်ဆိုလို့ရှိရင်ဒီမှာ2 5အဲ့ဒီနှစ်ခုစလုံးတစ်ခါတည်း တူညီသွားအောင်ဘယ်လိုစဉ်းစားမလဲနှစ်တလီနှစ်ငါးတလီငါတို့ရဲ့အငယ်ဆုံးပုံစံတိုးခင်းကိုရှာမယ်တူတဲ့ဟာကိုတစ်ချိန်ပဲရေးမယ်မတူတဲ့ခန်းန်းတွေကိုလည်းပြန်ရေးမယ်ဆိုတော့ဘယ်လောက်ဖြစ်အောင်လုပ်ရမလဲဆိုတော့30ဖြစ်အောင်လုပ်ရမယ်အဲ့တော့ဟောဒီပထမတစ်ခုကို30ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ငါးနဲ့မြှောက်ရမှာဖြစ်တယ်ဒုတိယ equation ကို30ဖြစ်ဖို့ဆိုလို့ရှိရင်သူ့ကိုနှစ်နဲ့မြှောက်ရမှာဖြစ်တယ်အဲဒါဆိုလို့ရှိရင်တို့ကတူသွားပြီ 10x 10x ဆိုပြီးတော့တူသွားပြီ။ဒါဆိုရင်ပေါင်းချင်းကြီးကိုသုံးမလားနှုတ်ချင်းကြီးကိုသုံးမလားဆိုတော့သူတို့ကလက္ခဏာတူနေတာဖြစ်တဲ့အတွက်ပေါင်းချင်းကြီးကိုသုံးလိုက်သုံးလိုက်ရင်20ဆိုတာကြီးကရလာမှာ။ 20x ဆိုတာကြီးကရလာမှာ။ဒါဆိုရင်တို့ကဘာနည်းကိုသုံးအောင်သုံးမှရမလဲဆိုရင်နှုတ်ချင်းကြီးကိုသုံးမှရမယ်။အဲအဲ့လိုလေးအစစ်အစစ်ဆုံးဖြတ်လို့ရတယ်ပေါ့နော်။အဲ့တော့ကြံတဲ့ဒီ second 18 19ဒါတွေကလည်းအကုန်တူတူပဲပေါ့နော်။အဲဒီလိုဟာမျိုးရောက်လာလို့ရှိရင်တော့ဟော်ရီကနန်းကို ဒီဘက်ညာဘက်ကိုပို့ပြီပေါ့နော်ဒါဆိုလို့ရှင်ဒီလေးခြင်းကန်นี่လဲတွက်လို့ရမှာ ဖြစ်တယ်ဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲเนาะနောက်နေ့သင်ခန်းစာဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်